ရေပြူမြို့နယ်ကံပေါက်ဒေသမင်းသားကျွော်အုပ်စုဆင်ဆွေရွာနားမှာဇွန်လ2ရက်နေ့ကစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြားထိတွေ့တိုက်ပွဲဖြစ်ပြီးစစ်ရေးပြန်လည်တင်းမာလာနေပါတယ်။ဆင်ဆွေရွာမှာအခြေချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပြူစောထိတွေကိုတော်လှန်ရေးအင်အားစုတွေကတွားရောက်တိုက်ခိုက်တဲ့အချိန်လမ်းမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ဧပြီလ20ရက်ကဖြစ်ခဲ့တဲ့မင်းသားရွာတိုက်ပွဲပြီးဆင်ဆွေရွာမှာစစ်ကောင်စီတပ်အင်အား60လောက်တပ်ဆွဲထားပါတယ်။ အဲ့ဒီပြင်လက်နက်ကြီးပစ်ကူဖို့ရေဒါသင်္ဘောကလည်းဟေးဇဲချောင်းဝပင်လယ်ပြင်မှာနေရာယူထားသေးတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောဆိုပါတယ်။ဇွန်လ၂ရက်နေ့မှာထိတွေ့တိုက်ပွဲထမ်းမဖြစ်တော့ပေမဲ့ဇွန်လ၃ရက်နေ့ညပိုင်းမှာတော့လက်နက်ကြီးပစ်တံတွေကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါကြောင့်ရွာထဲပြန်သွားနေကြတဲ့ရွာသားချို့ထပ်မံထွက်ပြေးတိရှောင်ခဲ့ကြရပါတယ်။ဧပြီလတတိယပတ်ကနေဇွန်လ3ရက်ရေဖြူမြို့နယ်မင်းသားအုပ်စုမှာတိုက်ပွဲလင်းကျိတ်ထဲမှနေဖြစ်ပွားခဲ့ပြီး မင်းသားအုပ်စုရဲ့ပတ်ဝန်းကျင်ခြေရွာတွေကဒေသခံထုံချီစစ်ပေးရှောင်နေကြရပါတယ်။